ကျမတို့မှာစိတ်ကြကြစရာအချိန်တွေငငယ်တုန်းကရှိသလိုအခုချိန်မှာလည်းရှိတာပဲအနောက်အရှက်အဖြက်စီးဆိုတာရှိတာပဲနေ့စဉ်မဟုတ်တောင်မှလစဉ်မဟုတ်တောင်မှမကြာခဏတွေ့တာပဲတစ်ခါတစ်ခါမှငိုရလောက်တဲ့အထိဝမ်းနဲ့ကြေကွဲစရာတွေဆုံးရှုံးမှုတွေမအောင်မြင်မှုတွေဆုံးရှုံးနေဆိုတာတယောက်ယောက်ကိုဆုံးရှုံးရတာမျိုးအမေကိုဆုံးရှုံးလိုက်ရတာမျိုးအဖေကိုဆုံးရှုံးလိုက်ရတာမျိုးဒါအပြင်ကိုလှုပ်တဲ့အလုပ်တဲတဲရေသွန်တကဲ့သို့ဝုန်းငနဲ့ဖြစ်သွားတာမျိုး အဲ့ဒါမျိုးတွေလည်းအများကြီးရှိတယ်။အဲ့လိုရှိတဲ့အတွက်ကျမတို့ကထက်ခါထက်ခါကိုကိုကိုခွန်အားတက်အောင်လုပ်ရပါတယ်။ကျမကိုခွန်အားပေးတာစာပေးပါ။အဲ့ကြောင့်အဲ့စာအုပ်အထူးသဖြင့်အဲ့ဒီစာအုပ်ကိုကျမဘေးနားမှာအမြဲထားပါတယ်။အဲ့ဒါလေးကိုကျမမျှဝေပေးခဲ့ခြင်းပါတယ်။အဲ့စာအုပ်ကလေးရဲ့နာမည်ကပင်လဲပြားနှင့်တငါအိုးတဲ့နော်။ပင်လဲပြားနှင့်တငါအိုး။အင်္ဂလိပ်လိုကြတော့ The Old Man and the Sea old man ဆိုတာလူအိုပေါ့နော်လူအိုနှင့် the sea ဆိုတာပင်လယ်နော်လူအိုနှင့်ပင်လယ်ပေါ့နော်အဲ့ဒါကိုဆီယမောင်စုရှင်ကဘာသာပြန်လိုက်တဲ့ခါကျတော့ပင်လယ်ပြာနှင့်တငါအိုတဲ့အဲ့ဒီစာအုပ်ကလေးကပါပါလေးရဲ့အဲ့ဒီစာအုပ်ဒီကျမအဲ့အတွက်အခုချိန်မှာစိတ်သက်ကြနေတဲ့သူကိုစိတ်သက်တင်ပေးတဲ့စာအုပ်တင်ပေးတာဘလို့လဲဆိုတော့တချို့စာအုပ်တွေရှိတယ်ကိုကိုကို self esteem မြင့်အောင်လို့နော်ငါလုပ်ရင်ဖြစ်ရမယ်ဆိုတာမျိုး အဲ့လိုမျိုးစာအုပ်တွေလည်းရှိတယ်ဒီစာအုပ်ကအဲ့ဒါမျိုးမဟုတ်ဘူးလောကရန်ကိုနားလဲအောင်လို့သင်ပေးတဲ့စာအုပ်ဇက်လိုက်ကဒီထဲထဲမှာဇက်လိုက်က၃ရောက်ပါတယ်၃ရောက်တယောက်ကအဖိုးအိုတော်တော်အိုနေပြီအဖိုးအိုနော်သူကတစ်သက်လုံးမှာတငါပဲလှုပ်လာခဲ့တာငါဖန်ရင်းကနေအသက်မွေးလာတဲ့အဖိုးအိုနေရာဒေသကဘယ်နေရာလဲဆိုတော့ကျူးပါနိုင်ငံတိလားကျူးပါနိုင်ငံပတ်ဝန်းကျင်မှာရှိနေတဲ့ပင်လယ်ကမ်းစပ်ကိုက် တငါရွာလေးเนาะအဲ့ဒီရွာလေးမှာအဖိုးအိုသူဒီငငယ်တုန်းကတည်းကအခုချိန်တိအောင်တငါလုပ်ငန်းတွေပဲအသက်မွေးလာခဲ့တာအဲ့တော့အဲ့ဒီတငါလုပ်ငန်းမှာသူဒီအရင်တုန်းကတော့အောင်မြင်တယ်အဲ့ဒီရက်အဲ့ဒီပိုင်းအဲ့ဒီဝတ္ထုရေးတဲ့အချိန်တုန်းကအဲ့ဒီဝတ္ထုရဲ့ဇက်တည်တဲ့အချိန်တုန်းကငါဖမ်းမမိလို့စိတ်တက်ကြနေတဲ့အချိန်ဘယ်လောက်ကြည့်ငါဖမ်းမမိဘူးလဲကျမတို့တငါတွေကငါ့ကိုဒီနေ့သွားဖမ်းတယ်။အော်ပင်လယ်သီးသာရောက်သွားရော ငါတကောင်းမှမမိပဲနဲ့ပြန်လာခဲ့ရတဲ့ရက်တွေရှိတာပဲအဲ့ဒီလိုပဲနောက်တစ်ရက်ထပ်သွားတယ်မိများမိမလားပြန်လာတယ်လုံးဝမမိဘူးအဲ့ဒီရက်ပေါင်းဘယ်လောက်ထိကြာသလဲဆိုတော့အဲ့ဒီအဖိုးကြီးမမိတာငါမမိပဲနဲ့ဘာမှမပါပဲနဲ့အလွတ်ကြီးပဲပြန်လာခဲ့တာ84ရက်တဲ့နော်74ရက်လုံးလုံးငါတကောင်းမှမမိဘူးဆိုတော့သူဘလို့နေထိုင်စားတော့မလဲစဉ်းစားတာကြည့်ပြီးတော့ အဲ့ဇက်ကောင်အဖိုးကြီးတယောက်ရယ်နောက်ထပ်သူ့ကိုကူနေတဲ့အသက်10နှစ်ကျော်ကျော်အရွယ်ပေါ့နော်10နှစ်နဲ့14နှစ်ဒါတို့အရွယ်လေးပေါ့နော်အရွယ်ကောင်းလေးပေါ့လူငယ်ကလေးတယောက်နော်အဲ့လူငယ်လေးတယောက်ရယ်ဇက်လိုက်ကအခုနှစ်ယောက်ဖြစ်သွားပြီနောက်ဇက်လိုက်တယောက်ကတော့ငါးကြီးငါးအကြီးကြီးပေါ့နော်အဲ့3ယောက်ပဲပါတယ်အဲ့3ယောက်ပဲပါတဲ့အတွက်အဲ့ဒီဝတ္ထုလေးငါးဖန်းတဲ့ဝတ္ထုဆိုတာပင်လယ်ပြင်စွန်းစားကမ်းပေါ့စိတ်ဝင်စားကြကောင်းပါတယ်ဒါမဲ့ဖန်းတဲ့သူဟာစက္ကရိယာတွေလည်းမပါဘူး ူကလူအိုကြီးတယောက်ခါကန်ကန်အယိုးပြိုင်ပြိုင်ပိမ့်ပိမ့်လှီလှီသူ့ရဲ့လက်မှာပင်လေဆိုတော့လေတအားတိုက်တယ်နေရလဲတအားပူတယ်လေစားငံရည်တွေကလည်းသူ့စီကိုဒီလက်ကိုတကိုယ်လုံးကိုလာပြီးတော့ပက်တဲ့အခါကျဒီလက်ဒီတပြင်လုံးဟာအကွက်အကွက်နဲ့အရေပြားကင်စာခဲ့သူအကွက်အကွက်တွေရှိနေပြီးတော့ရားနာတွေနာတဲ့အနာတွေကလည်းအများကြီးပဲ ။သပင်ကလည်းဖြူနေပြီ။တောကလည်းကြိုးခါကန်းကန်းလောကကြီးရဲ့နောက်ဆုံးအချိန်ရောက်နေတဲ့အဖိုးကြီးတယောက်သူ့မှာရှိနေတဲ့ဇနီးတွေဟာကွယ်လွန်သွားခဲ့တာကြာပြီ။အရင်တုန်းကဆိုရင်သူ့ရဲ့ဇနီးတွေရဲ့ဓာတ်ပုံကိုသူ့အိမ်ရဲ့ထရန်လေးမှာသူချိတ်ထားတယ်။ဒါပေမဲ့အဲ့ဒါလေးကြည့်ပြီးတော့အထီးကျန်တာပို့ပို့ပြီးခန်းစားရလွန်းလို့အရင်ကတော့ဒီဓာတ်ပုံလေးကြည့်ပြီးသူအလွမ်းဖြေတာပေါ့ကွယ်။ဒါပေမဲ့နောက်ပိုင်းကျတော့ကြည့်ရင်ကြည့်ရင်ကနေကိုယ့်ရဲ့ဘဝဟာ စိုးလိုက်တာဆိုတော့လွမ်းလိုက်တာဆိုတော့စိတ် ကပူပူပြီးခံစားရတော့အဲ့တပုံကိုဖြုတ်ပြီးတော့သူခေါင်းအုံးအောက်မှာတင်းထားခဲ့တာကြာပြီတဲ့ဒါသူအဖိုးကြီးရဲ့သူ့ရဲ့ဘဝသူကပင်လယ်ပြင်ကိုငါးတော့တော့ဖမ်းတယ်ဒါပေမဲ့ရက်40လောက်အထိတော့ဒီကလေးလေးသားတို့အရွယ်ပေါ့နော်သူ17နှစ်10နှစ်လောက်အရွယ်ကလေးလေးကတော့လိုက်ပါလာတယ်အဖိုးကြီးကိုလည်းတိတ်ချစ်တယ်အဖိုးရဲ့သူ့ငါးဖမ်းနီးတွေပါသင်ပေးတယ်ပေါ့နော်အဲ့တော့ဒါပေမဲ့ရက်40တိတိ ပင်လည်းပြင်ထွက်သွားလိုက်ပြန်လာလိုက်ထွက်သွားလိုက်ပြန်လာလိုက်ငါလည်းတကောင်းမှမရတော့ជីဖိုးကြီးဒီအင်မတန်လက်မကောင်းတော့လက်တိတ်တော့အဖိုးကြီးပေါ့နော်ကံမကောင်းတော့အဖိုးကြီးလို့အလုံးကယူဆပြီးတော့ဒီကလေးလေးရဲ့ဖခင်ကမင်းဒီဖိုးကြီးနဲ့မလိုက်နဲ့တော့မင်းတခြားလှေနဲ့လိုက်တော့အော်ဒီလှေကတော့မင်းအတွက်ကံကောင်းလိမ့်မယ်ဆိုပြီးတော့တခြားလှေကိုအတင်းဆွဲပြီးတော့တခြားလှေကိုပို့လိုက်တာရက်60မြောက်မှာ အဲ့တော့ကလေးကတခြားလေကိုလိုက်သွားတယ်တကယ်လဲအဲ့သူလိုက်သွားတဲ့၃လေးရဲ့မြောက်အတွင်းမှာပဲအဲ့ဒီလေကငါဖမ်းမိတယ်ငါဖမ်းပြီးတော့ငါရောင်းတယ်ကလေးကိုလည်းဟိုမုံဘိုးပညာများများပေးလို့ရတာပေါ့အဲ့တော့အဖိုးကြီးက40ရဲ့မြောက်ကြည့်အောင်ဒီကလေးနဲ့နေခဲ့ပေမဲ့နောက်ပိုင်းကျတော့ဒီကလေးကလည်းသူ့ကိုစွန့်ခွာသွားတယ်သူစွန့်ခွာခြင်းလို့တော့မဟုတ်ဘူးအဖေဆိုတော့ကျွန်တော်တဲ့ အဖိုးရဲ့အဘရဲ့တဲ့အဘနဲ့အတူတူနေကျင်တာပေါ့ဒါပေမဲ့လည်းအဖေဆိုတော့တိရမလားတဲ့ကျွန်တော်ကကလေးလေးတဲ့အဖေစကားနားထောင်ရတာပေါ့ဟုတ်ပါတယ်တဲ့မင်းလည်းရတဲ့နေရာသွားပေါ့တဲ့အဲ့ဒီကလေတွေလည်းငားတွေအများကြီးရပါစေလို့ငါဆုတောင်းပေးပါတယ်ငါလည်းငါငါတယောက်တည်းဖြစ်ပါတယ်သူ့မှာအကူမရှိတော့ဘူး51ရမြောက်ကစပြီးသူ့ဟာသူပဲသွားတော့တယ်သူ့လေလေးကခက်သေးသေးလေးပဲเนาะအဲ့ဒီလေးမှာဘာပါလဲဆိုတော့မိန်း မိမ့်ဆိုတာငါးဖန်းနဲ့မိမ့်ပေါ့နော်အဲ့မိမ့်ပါတယ်ပြီးတော့အဲ့မိမ့်နဲ့ဆက်ထားတဲ့ကျိုးအဲ့ကျိုးကတော့အဝေးကြီးထိအောင်ငါးကိုတကယ်လို့ငါကမိမ့်နဲ့စိုက်မိပြီးတော့ထွက်ပြေးသွားရင်ပြန်ဆွဲယူဖို့ကျိုးကြီးတချို့အဲ့ဒါပါတယ်နောက်သူလေနဲ့သွားတဲ့အချိန်မှာနည်းနည်းဆိုင်စားဖို့ပေါ့ဘစ်ကစ်မုတ်လေးလိုလိုပါလိုလိုပေါ့ရေအကြည်လေးလိုလိုအဲ့ဒါမျိုးလေးတွေနဲ့ပဲသွားတယ်သွားပြီးတော့ညမိုးချုပ်လို့ပြန်လာတယ်စိတ်တက်ကြပြီးတော့ပြန်လာခဲ့တယ်သူ့မှာငါတကောင်းမှမပါဘူး အဲ့ဒါဘယ်လောက်ကြာသွားပြီလဲ84ရက်ကြာသွားပြီတဲ့အဲ့ဒီ84ရက်ကြာသွားတဲ့ရက်မှာနောက်တစ်ရက်ကူးကန်ပြီးအချိန်မှာကလေးကရေးစင်ခဏခဏလာတယ်နော်မနေ့မိုးလင်းလို့ तू သွားကန်နေ तू လဲ तू လေသွားရမယ်အဖိုးလဲအဖိုးလေသွားရမယ်ဒါမဲ့ तू လှုပ်ရှားရှိတာလေးစာတင်းငားလေးတွေ ငါးစာငါးစာငမားချိတ်မှာချိတ်ထားတဲ့ငါးစာအဲ့ငါးလေးတွေကိုလိုက်ပြီးတော့ကျတော့ तू ကဝယ်စရာရှိရင်လည်းဝယ်တယ်ဒါမှမဟုတ်သူကိုယ်တိုင်မြားတယ်ပေါ့ပြီးရင်အဖိုးဒါကကျွန်တော်အတွက်ဒါအဖိုးအတွက်လာလာပြီးတော့ပေးတယ်အဖိုး तू ကချစ်တာကိုအဖိုးကြီးကိုတခြားကူညီမဲ့သူရှိမှမရှိတာအဲ့အဲ့နေရအဲ့လိုလာတော့အဖိုးမနေရရောငါရလားမရဘူးဒါမဲ့အဖိုးဒီနေ့သွားအောင်ပါပဲဒီနေ့85ရက်မြတ်တောင်ရှိပြီ84ရက်နေ့အထိမရတော့လဲ85ရက်မှရကြင်ရမှာပဲ တော့ငါကပင်လေပင်ကနေဒီတစ်ခေါက်တော့ဟိုးဝေးဝေးထိထွက်မယ်ကွာဝေးဝေးထိထွက်မယ်ဆိုအဲ့ဒါဆိုရင်ねကျွန်တော်ရဲ့လှေပိုင်ရှင်တွေကိုလည်းကျွန်တော်ဝေးဝေးလိုက်ထွက်ဖို့ပြောမယ်တဲ့ဒါမှအဖိုးငါရလို့ရှိရင်ကျွန်တော်တို့ဝိုင်းကူလို့ရမှာပေါ့တဲ့လူငယ်လေးကအဲ့ဒီလိုねအဖိုးကြီးကငါဖန်းထွက်သွားတယ်85ရက်မြောက်တခြားလုံးဒီဝိတုနဲ့အတူကျမတို့ဖတ်နေတဲ့တခြားလုံးမှာလှေပေါ်မှာအဖိုးကြီးတယောက်ပဲရှိတယ် ဲ့တော့ဝိထုဆိုဒီမှာစကားအပြန်အလှန်ပြောတဲ့ဝိထုဆိုရင်ကျမတို့ပိုစိတ်ဝင်စားတယ်အခုဒီထဲထဲမှာလှေပေါ်မှာအဖိုးကြီးတယောက်ပဲရှိတယ်လှေရဲ့အဖိုးကြီးရဲ့နောက်ပင်လယ်ပြင်ကြီးရဲ့ဒါပေမဲ့အဖိုးကြီးကသူ့တယောက်ထဲပြင်မဲ့စကားပြောတယ်ဘသူ့ကိုပြောလဲဘေးနားမှာရှိနေတဲ့ရေပြင်ကိုပြောတယ်တိမ်နေကိုပြောတယ်သူ့လှေကိုပြောတယ်တက်မကိုပြောတယ်မိန်းကိုပြောတယ်ဟာဒီနေ့ကတော့ဟာကောင်းငင်ကြီးကမှုန်းလာလိုက်တာမုံတိုင်းတော့ကြတော့မှာပဲဟေးဆိုတာမျိုးသူတယောက်တည်းပြောတယ်အဲကျမတို့တစ်ခါတစ်ခါစဉ်းစားကြည့် လူတွေကကိုတယောက်တည်းနေရတဲ့အချိန်မျိုးမှာတယောက်တည်းဆိုပြီးတော့အားငယ်မဲ့အချိန်မျိုးမှာတယောက်တည်းစကားပြောကြည့်ရတယ်။အဲဒါပေမဲ့လည်းစကားပြောတဲ့နေရာမှာတန်ကြဲကြဲကြီးတော့မပြောနဲ့ပေါ့နော်။အတန်ကြဲကြဲကြီးပြောလို့ရှိရင်အင်ကအဖေတွေမိတွေကဟာငါသမီးလေးငါသားလေးဘာဖြစ်သွားပြီလဲ။ဘသူနဲ့စကားပြောနေလဲ။ညတကောင်ကြီးမှာထထိုင်ပြီးတော့စကားပြောနေငါဒီစာမွဲကိုအောင်ကိုအောင်ရမယ်။ဒါတော့ကပြဿနာမရှိသေးဘူး။အမင်းကဘာလို့ဒီလောက်ကြီးခက်နေတာရော။ ငါကြည့်ရတာဒါသုံးခေါက်မြောက်ရှိနေဘာလို့မရသေးတာရောဆိုရင်တော့တယောက်နဲ့စကားပြောနေတယ်ထင်ပြီးအဖေကလာချောင်းရင်ချောင်းမှာပေါ့နော်ကြည့်လိုက်တဲ့ခါကျတော့ကိုရဲ့စာအုပ်ရဲ့နှစ်ယောက်ထဲရှိတယ်ဒါပေမဲ့တခါခါကျအဲ့လိုပဲပြောမိတယ်ပြောစရာလူမရှိရင်စာအုပ်ကိုဖြစ်ဖြစ်ပြောတယ်ဘာလို့ဒီစာတွေကဒီလောက်ခက်နေမင်းကပဲခက်နိုင်မလားငါကပဲဖတ်နိုင်မလားအဲ့ဒါမျိုးကကိုကိုကိုပြောရတာအခုလဲအဖိုးကြီးကအဲ့လိုပဲပြောတာပြောရင်ကနေပြီးတော့ငါတေးသေးလေးတွေတွေ့လိုက် ဖမ်းမယ်လို့လိုက်ငါကလွတ်သွားလိုက်နေနောက်ဆုံးတော့ သူကသူ့စီမှာ90ရှိတယ်အဲ့90ရှိတော့ဒီ9ရဲ့ဟိုစူးတောင်တို့ဘာလို့ဆိုတာလူမြင်သားပါတယ်ရှက်ကားတွေပါကြီးဝူးတယ်မလားငမန်းကားတွေပါလေဩငမန်းကားလာတော့မယ်ဆိုဒရိုက်တာကကျမတို့ကိုအဲ့ငမန်းစူးတောင်လေးပေါ့နော်စူးတောင်လေးကတရရဲ့ကိုယ့်စီကိုပြေးလာနေတာ ဒါမှမဟုတ်ရင်လည်းနောက်ဘက်ကနေပြီးတော့တရရိပ်ပြေးလာနေတာအဲ့လိုပြေးလာပြီဆိုရင်ကျမတို့ကအောက်ကနေမယိုးမယွနဲ့ဟောက်ကောင်မင်းရတာမသိတာနောက်ကမင်းငမန်းလာနေပြီဗျကိုကပရိသတ်ကတိတယ်ဇက်ကောင်ကမသိဘူးလေတခါခါကျဆွဲလို့သာဆွဲလိုက်တယ်ဝုံငင်းနဲ့သာဆွဲလိုက်တယ်ဇက်ကောင်ကတခါတည်းတန်းလန်းပါသွားကိုကတော့တိတယ်မချစ်မရဲနဲ့ဟုတ်တယ်မလားအဲ့လိုပရိသတ်ကစိတ်ဝင်စားအောင်ဒရိုက်တာတွေကပြတ်တတ်တယ်အခုဒီထဲမှာလည်းအဲ့လိုပဲငါးတကောင်ကိုသူတွေ့သွားတယ်တွေ့တဲ့ခါမှာသူ့ရဲ့မိန်းနဲ့သူရသည်မျှ ပထမတော့ဘာလို့တွေ့လဲဆိုတော့ကြိုးလေးနဲ့ချရပြီးတော့ကျတော့ပင်လေပင်ထဲမှာဖြည်းဖြည်းလေးမောင်းနေတာအဲ့တော့ तू ကအဲ့ကြိုးထဲမှာစာတင်းငါးတွေပါတယ်အဲ့ငါးကလည်း तू ဝယ်ထားရတဲ့ငါးဖန့်ထားရတဲ့ငါးငါးကလည်းတော်တော်ကြီးတယ်အဲ့ငါးကိုဟိုဘက်ကငါးဟပ်လိုက်တာဟပ်ပြီးတော့ကျတော့ဟပ်ပြီးတာနဲ့တပြိုင်တည်းတည်းဒီငမားကြိတ်ကငါးရဲ့ဘဟက်မှာသွားဆိုင်ပြီသွားဆိုင်တော့ချက်ချင်း तू ခါထိုးလို့မရတော့ပြေးတာပေါ့နော်အဲ့လိုပြေးတဲ့အခါမှာကိုကငါးကိုဆွဲယူရတာအဲ့တော့ဆွဲယူရတဲ့အခါကျတော့ तू ကငါးပြေးပြီဆိုတာနဲ့တပြိုင်တည်း तू တိလိုက်တယ်ဟာ ဒီတခါတော့85ရဲ့မြောက်နေ့မှာငါတော့ငါမိပြီအဲ့ငါတော့ငါရပြီဆိုပြီးတော့ဒါပေမဲ့သူထင်ထားတဲ့ငါအကောင်တဲ့ဒီငါပူကြီးတယ်ပူကြီးတဲ့အခါကျတော့သူကစွဲနေရင်းကနေပြီးတော့သူ့ရဲ့လှေကငါရဲ့နောက်ကိုပါသွားတယ်လှေလေးကတည်တည်လေးငါရအကြီးကြီးပဲဘလောက်ကြီးတယ်လဲဆိုရင်သူ့လှေတဲ့နှစ်ဆသုံးဆလောက်အပြန်ကြီးတယ်ကြီးတော်တော်ကြီးကိုကြီးတယ်လေငါအဲ့တော့အဲ့ဒီငါကြီးကိုသူကဟာ ဒါလောက်ကြီးတဲ့ငါကြီးဆိုတော့ဟာငါမင်းကိုတော့တီတီချာချာဖမ်းမှရတော့မယ်ငါကွာဟိုတငယ်လေးအဲ့တငယ်လေးနာမည်တောင်ကျမမေ့သွားပြီမနိုလင်လားပါလားမသိဘူးအဲ့ကောင်လေးပါလာရင်ကောင်းမှာပဲတစ်ဖက်ကနေဆွဲဟိုကလည်းတစ်ဖက်ဆွဲခုတော့ငါတယောက်တည်းကိစ္စမရှိပါဘူးငါတယောက်တည်းလည်းမင်းကိုမိအောင်ဖမ်းနိုင်ပါတယ်ပေါ့နော်ပြီးတော့လေဦးမှာသူကငါ့ကိုဖမ်းသို့တော့ငါကသူ့ကိုပြေးတာမှပြေးရုံနဲ့မကအောင်ပတ်ချလဲနေသေးတယ်အဲ့တော့လေကငါ့ရဲ့နောက်ကိုလိုက်ပါသွားတာတွေးကြည့်လိုက်ရင်ကြောင်မြန်ကြီးနော် ငါ့ကိုဖမ်းနေတဲ့သူကငါ့ရဲ့နောက်ကနေကတော်ကမျောလိုက်နေရတဲ့အဖြစ်ငါကြီးကကြီးလွန်းတော့အဲ့တော့အဲ့လိုလိုက်ရင်းကနေပြီးတော့ငါကြီးကိုမောအောင်လုပ်မယ်ပေါ့တကယ်တော့ငါကမမောဘူး तू ကမောနေပြီနော် तू ကမောနေဘာဆိုသူ့လေရလဲအပေါက်ပေါက်အပြဲပြဲတွေနဲ့သူ့ရဲ့ရှိတဲ့ဒီလေမှာငါဖမ်းလေမှာလဲရွက်လေတက်တာကိုအဲ့ရွက်တက်တော့အဲ့ဒီရွက်ကလည်းအပိုင်းပိုင်းအဆအဆအဆုပ်အပြဲတွေနဲ့ဆိုတော့လေတိုးလို့ရှိရင်ဘက်လက်ဘက်လက်မီးနေတဲ့အဲ့ဒီဒီငါဒီဒီဒီ ရွက်လှင်ရွက်လှင်ထားတဲ့အဝတ်အဲ့ဒီအဝတ်ကလည်းအဖာတရားတည်နေလို့ပေါ့နော်အဖာတရားအဆက်တရားနဲ့အဲ့တော့ပုံစံကြည့်လိုက်လို့ရှိရင် तू ကငါ့ကိုဖမ်းနေတာနဲ့မတူဘူးသူ့ကိုငါကဖမ်းနေတာနဲ့တူတယ်သူနောက်ကနေပြေးလိုက်ရတာပေါ့အဲ့လိုမောလာတယ်ဒါပေမဲ့လည်း तू ကလည်းဇွဲမလျှော့ဘူးဘလောက်လောက်ကြာသွားလဲညရောက်သွားတယ်ညရောက်လဲ तू ဇွဲမလျှော့ဘူးငါကလည်း သူပေးနေပါဆိုတော့ तू ကကျိုးကိုဆွဲထားတာကိုဆွဲထားတော့ငါကလွတ်တော့မလွတ်ဘူးဒါပေမဲ့ဖြစ်နိုင်သလောက်တော့ तू ပြေးနေသုံးမယ်အဲ့ဒီငါးကြီးကိုငါနောက်တနေ့ကျရင်ငါဘယ်လိုတည်ရပါမလဲပေါ့နော်ငါကြီးတည်ရင်လည်းတည်သွားမယ်ပေါ့မတည်ရင်လည်းငါကျိုးနဲ့ဆွဲရမယ်ဒါပေမဲ့ငါဘယ်လိုလုပ်ရမလဲ तू စဉ်းစားအဲ့လိုစဉ်းစားတဲ့အချိန်မှာကန်ဆိုးကျင်တော့အဲ့ပတ်ဝန်းကျင်မှာ तू နဲ့ငါနဲ့နှစ်ကောင်တည်းရှိတာမှမဟုတ်ပဲနှစ်ယောက်တည်းရှိတာမဟုတ်ဘူးဘေးမှာငမန်းနေရာရှိသေးတယ်ငမန်းငမန်းဆိုဒီမှာငါချင်းချင်းစားတဲ့အသားစားတော်ဝါးတွေပေါ့နော် အဲ့ငမန်းကလည်း၃၄កောင်လောက်អုပ်ဖွဲ့ပြီးလာတဲ့အခါကျတော့ငမန်းကသူ့ကိုလည်းយ៉ាងမှုတယ်နောက်သူ့ရဲ့သူရထားတဲ့ငါးကြီးကိုလည်းយ៉ាងမှုတယ်ငါးကြီးရထားတဲ့ငါးကြီးမှာကသွေးတန်းသွေးနဲ့ပေါ့သွေးတွေယိုးနေတာကိုမှိန်တန်းလန်းနဲ့ဆိုတော့သွေးတွေကယိုးနေရောပထမသွေးကဗဟက်ကသွေးနောက်တစ်ခုကသူဒီအားကိုမှိန်နဲ့သွားပြီးတော့ထုလိုက်တဲ့အတွက်မှိန်နဲ့ဒီ level မှာဂုတ်မှာစိုက်နေတဲ့ ကံရအဲ့တော့သွေးနံရရင်ရုပ်ရှင်ထဲမှာကြည့်ဘူးတယ်မလားသွေးနံရရင်ငမန်းတွေကလိုက်လာတယ်အဲ့တော့အဲ့ငမန်းလင်းငါးကောင်ကဝိုင်းပြီးတော့အဲ့ငါးကြီးကိုကြိုက်ကြတာကြိုက်ကြတော့သူကငမန်းတွေကိုသူကလိုချင်တာငါးလိုချင်တာလေငါးလိုချင်တော့ဒီငမန်းကို၆ထုံးမှရမှာငမန်းတွေကိုသူထွက်သွားငမန်းတွေကလည်းဘယ်ရမလဲဒီလောက်အပိုးကြီးလောက်ကတော့အသာလေးပေါ့နော်အဲ့တော့လှဲ့ပတ်ပြီးတော့ချောင်းပြီးတော့ဟိုဘက်ကတကြိုက်ကြိုက်လိုက်ငါးကြီးကဆက်ဆက်ခါသွားလိုက် ယုံလိုက်နာသွားတာကိုငမန်းကြိုက်ပြီဆိုတော့ငါနာသွားတော့ယုံနေယုံလိုက်တဲ့ခါကျသူ့လေလေးရပါငါကြီးနဲ့တူလိုက်သွားလိုက်သူ့မှာအဲ့ဒီဒီထဲထဲမှာချလဲလိုက်နာ၃ရက်လောက်၃ညလောက်ကြာသွားပြီးတော့နောက်ဆုံးသူလဲခြေကိုလက်ပန်းကျကျိုးနဲ့ဆွဲရလွန်းလို့လဲသူ့ရဲ့လက်တွေကပွန်သွေးတွေတန်းတွေထွက်သူအလဲလဲပြိုပြိုဖြစ်လို့ခေါင်းနေပါတယ်ရလဲဒီအောက်မှာဒဏ်ရာတွေနဲ့ရဒါမဲ့သူကလဲဇွဲမလျှော့ဘူးငါကြီးကလဲဇွဲမလျှော့ဘူးနောက်ဆုံးကျတော့ငမန်းနေရလဲအဲ့ဒီငါကြီးကိုညတကောင် သူမှီးနဲ့အိတ်လိုက်တဲ့အချိန်မှာငမန်းကလာဆွဲသွားလိုက်တခါသူပြန်ထပြီးငမန်းတွေကိုလှော်တက်နေနောက်ဆုံးအဲ့လှော်တက်ကလေသူ့မှာရှိနေတဲ့တချောင်းနဲ့သောလှော်တက်အဲ့တချောင်းနဲ့သောလှော်တက်တောင်မှပါသွားတယ်ပါသွားတော့သူဘာမှလှုပ်လို့မရတော့ပေါ့နော်ဘာနဲ့ပဲရမလဲလက်နဲ့ပဲရက်ရင်ရက်ရမှာပေါ့နော်အဲ့တော့အဲ့လိုနီးနေနောက်ဆုံးမှဘာဖြစ်သွားလဲနောက်ဆုံးမှရှိသမျှငါးကြီးငါးကြီးလည်းတည်သွားတာပေါ့နော်ရှိသမျှငါးရဲ့အသားတွေအကုန်လုံး ငမန်းနေရအကုန်လုံးစားလိုက်တဲ့အခါမှာတပြည့်သူကတပြည့်ပြည့်နဲ့ငါးရက်သေးသွားတဲ့ခါကျသူဆွဲရတာပိုလွယ်တာပေါ့နော်ပိုလွယ်တော့ငါးကြီးကမပြေးတော့တဲ့အတွက်ငါ့ကိုသူဆွဲလာရင်းနဲ့ကန်းဆက်စီကိုတော့သူတပြည့်ပြည့်နဲ့လာနေပြီဟိုးအဝေးကြီးကနေကန်းဆက်စီကိုလာတော့လဲငမန်းနေရနောက်ကနေလာလိုက်သူ၆ထုတ်လိုက်ထွက်ပြေးလိုက်ပြန်လာလိုက်နဲ့နောက်ဆုံးတော့ကန်းဆက်နာကိုသူရောက်လာပြီရောက်လာတဲ့အခါမှာငါးကြီးကိုကြည့်လိုက်တော့ငါးကြီးကတော့ကျိုးတန်လန်းကြီးနဲ့တော့ပါလာပါရဲ့မိန်တန်လန်းကြီးနဲ့ပါလာပါရဲ့ ဒါပေမဲ့လည်းငားမှာအသားမရှိတော့ဘူး။ရှိသမျှအသားတွေအကုန်လုံးကငမန်းစားပြီးသွားပြီ။အဲသူ့မှာဘာပဲရတော့လဲ။အယိုးကြီးပဲရတော့တယ်။ဒါပေမဲ့အဲ့ဒီအယိုးကြီးကိုပဲသူကပြန်သေးလာတယ်။သူ့တကိုယ်လုံးလည်းဒဏ်ရာဒဏ်ချက်တွေနဲ့သူရောက်လာတယ်။ရောက်လာပြီးတော့အဲ့ကျိုးကသူကလေမှာကျိုးချီထားတာကိုအဲ့ဒီအယိုးကြီးနဲ့ပဲဒီယိုးကြီးကိုသူဘာလို့ရမှာလဲသူလိုချင်တာငားတဲ့အသားတွေဒီအသားတွေကိုတော့ငါမြို့တက်ပြီးရောင်းလိုက်မယ်ပြီးရင်တော့စားသိပ်ထားမယ်ဒါမှမဟုတ်စားတင်းပေါ့စားတင်းစားငါးတက်တာပေါ့နော် အဲ့လိုစီတွတ်ဘူးလုံးမယ်ရောင်းလိုက်ရရင်တော့ငါ့မှာပတ်စံနေအများကြီးရမှာပဲဆိုတော့စိတ်နဲ့လာခဲ့တော့လဲပဲနောက်ဆုံးမှာဘလောက်ထိ84ရက်တောင်သူမရခဲ့တဲ့ငါ85ရက်မှာရတော့လဲနောက်3ရက်ကြာလို့ပြန်လာတဲ့ခါမှာငါသည်အယိုးအခွန်တက်တက်ရှိတော့တယ်ဒါပေမဲ့သူအဲ့ဒါကြီးကိုပဲသူစိတ်သက်မကြပဲနဲ့ဒီတိုင်းပဲတည်လာတယ်အိမ်နားရောက်တော့သူမမနိုင်ဘူးဒီအယိုးကြီးတောင်သူမမနိုင်ဘူးအဲ့တော့လူတွေကိုသူခေါ်ရမယ် ါမဲ့လူတွေကသူ့ကိုဟာတလောက်ကြမယ်ဟာခမငါသွားဖမ်းလာဆိုငါယိုကြီးဖမ်းလာတာပါလားလို့ဒါမဲ့ तू အဲ့ဒါကိုလည်း तू စိတ်မပြက်ဘူးပြင်ပန်းလွန်းလို့ငါယူထားခဲ့ပြီးတော့ခဲပါလိဘာပဲဖြစ်နောက်ဆုံးတော့ငါငါကြီးကိုဒီအိမ်တော့အယိုးကြီးပဲတော့ငါတဲလာနိုင်သေးတယ်ဆိုတရွေ့ရွေ့နဲ့သွားပြီးသူ့ရဲ့တဲဘော်ကိုရောက်တဲဘော်ရောက်တဲ့အခါခေါင်းနဲ့ခေါင်းနဲ့ထိလိုက်တာနဲ့တပြက်နဲ့တခါတည်း तू အိပ်ပျော်သွားတယ်တညာလုံးပေါ့ နောက်ဒီနေ့မနေ့မိုးလင်းတဲ့အခါကျတော့ရွာသူရွာသားတွေကသူ့နားမှာလာကြတယ်။နောက်ဆော့သွားလူငယ်လေးကလည်းသူ့နားမှာလာပြီးအဘညတော့ငါငါအကြီးကြီးမိခဲ့တာဆိုအတူထထိုင်ကြတယ်ထထိုင်ပြီးလူတွေကလည်းအဲ့မှာရွာသူရွာသားတွေကလုံးဝစိတ်ဝင်စားသွားပြီးတော့အဘမိလာတဲ့ငါးကြီးဆိုပြီးတော့သွားကြည့်တော့အယိုးကြီးပေါ့ဒါပေမဲ့အဲ့ဒီအယိုးကြီးပဲသူကတိုင်းကြည့်ကြတာတိုင်းကြည့်ကြတဲ့ခါကျသူ့လှေရဲ့သုံးစားလောက်ရှိနေတာဟုတ်အော်အလုံးပေါင်းလိုက်တဲ့ခါကျကျမမှတ်မိတဲ့လောက်ဆိုရင်ပေ20လောက်ရှိမှာပေါ့နော်အဲ့လောက်ငါအကြီးကြီး ဲ့တော့အဲ့လောက်လောက်ငါအကြီးကြီးကိုဒီလောက်ကြီးကိုဒီအဖိုးကြီးတယောက်ခဲဘလို့နီးနေများဒီကိုအရောက်ပဲလာပါလေအမှသတင်းစာတွေကနေသူ့ကိုဟိုဒီဒီသတင်းမီဒီယာရယ်လဲရောက်လာကြတာပေါ့နော်ရောက်လာပြီးတော့အမှလက်ဖက်ရည်ဆိုင်မှာလဲသူ့အကြောင်းပြောနေကြတယ်အဲ့ချိန်မှာအဖိုးကြီးကတော့အိတ်ပြောနေတယ်ငါကြီးကိုသူမိလာခဲ့ပြီဒါပေမဲ့သူ့အိမ်မက်ထဲမှာသူပါနေမဲ့နေလဲဆိုတော့သူငယ်ဘဝတော့ငါ နေရောင်တောက်တောက်အောက်မှာသူဆော့ပြေးကစားတဲ့အချိန်လေးတွေကိုသူတတိယပြီးတော့အောက်မေ့တန်းတာနေတယ်။ဇလန်းလေးကအဲ့ဒါပဲ။ဇလန်းမှဆိုရင်ဒါဟာအောင်မြင်မှုလို့ပြောမလား၊ဆုံးရှုံးမှုလို့ပြောမလား။အောင်မြင်မှုလို့ပြောမယ်။ဒါပေမဲ့ဆုံးရှုံးမှုလို့လည်းပြောလို့ရနိုင်တယ်။သူလိုချင်တာငါအရှင်သို့မဟုတ်ငါအသားရခဲ့တာကငါအယိုးကြီး။ငါအယိုးကြီးကိုသူဘာလုပ်လို့ရမှာလဲ။ဒါပေမဲ့ငါအယိုးကြီးပဲဖြစ်ဖြစ်သူရခဲ့တယ်။ ဘယ်ချိန်မှရတာလဲ84ရက်မြောက်ကြာဆုံးပြီးကမှ85ရက်မြောက်မှရခဲ့တယ်ရတော့လေရပြီဆိုပြီးတော့အောင်မြင်လို့မရသေးဘူးသူ့မှာအခက်အခဲပေါင်းများစွာနေအဲ့တော့ကျမဒါလေးကိုဖတ်ပြီးတော့ကိုယ်စိတ်ထဲထဲမှာကိုယ့်အကူပြန်ပြန်ပြီးတော့အောင်မေ့စင်ကြင်မိတယ်။အော်ကျမမှလည်း84ရက်လုံးလုံးမရတဲ့ငားတွေလိုချင်တာတွေပေါ့နော် စည်းစိမ်ဥစ္စာပါခြင်းပါမယ်ပညာပါခြင်းပါမယ်ဂုံတိတ်ခါပါခြင်းပါမယ်ဒါတို့ဆိုရင်တော့ပညာပေါ့နော်အဲ့ဒါတွေကိုတစ်ခါတစ်ခါကြတော့မလို့အပ်ဖဲနဲ့စွန့်လွတ်လိုက်ရတာမျိုးမထင်မှတ်ဖဲနဲ့စွန့်လွတ်လိုက်ရတာမျိုးရှိတယ်ဒါပေမဲ့84ရဲ့မြောက်မှာသူစွန့်လွတ်လိုက်လို့ရှိရင်85ကိုမရှိလာဘူးဆိုရင်သူ့ဘဝမှာဒီ9ကြီးလည်းရမှာမဟုတ်ဘူးအဲ့တော့ကျမတို့ဒီမသိမချင်းလောက်ဆရာရှိတဲ့အလုပ်ကိုလုပ်ကိုလုပ်ရမယ်ဆိုတဲ့အမြင်ဩလောကကြီးမှာ ငါတဲ့ဆိုတဲ့ဘဝတွေရှိပါလားအဖိုးကြီးကိုကြည်ငါမှတစ်ခါတစ်ခါငါအသားတက်ကလေးပါလေငါဘဝမှာရသေးတယ်ဒီဖိုးကြီးဆိုငါအသားတက်တောင်မရဘူးဒါပေမဲ့ तू လှုပ်ရှားရှိတာကိုလှုပ်တယ်ဆိုတဲ့စိတ်အဲ့လိုမျိုးအတိရအောင်ကျမတို့ကအဲ့ဒီစာတွေကိုအဲ့ဒီလိုဖတ်ရတယ်အဲ့လိုဖတ်တဲ့အခါကျမှကျမတို့ဘဝနေနီးနေသားထိုင်သားရှိတာမဟုတ်လို့ရှိရင်နေသားထိုင်သားမရှိဘူးလောကကြီးမှာသားတို့သမီးတို့ဒီအများကြီးကြုံရအောင်မှာ ကောင်းတာတွေလည်းကြုံရမှာဒီကြားထဲမှာကန်ဆိုးရင်ဆိုးတာလေးတွေကြားညှက်တတ်တယ်ဘာလို့လဲဆိုတော့လောကကြီးမှာအဆိုးနဲ့အကောင်းဆိုတာနွေအတူတူတွန်တွဲနေကြတာအဲ့တော့အကောင်းကိုရတဲ့အချိန်မှာကိုကိုကိုထိနှံရမယ်အဆိုးကိုရတဲ့အချိန်မှာလည်းအဲ့အဆိုးကနေပြန်ယုံထွက်ပြီးတော့စိတ်ဓာတ်မကြဘူးလို့တယ်အဲ့လိုနီးနဲ့ကျမတို့ကစာအုပ်တွေအများကြီးဖတ်ပြီးတော့ကိုကိုကိုအားမွေးရပါတယ်